အားလုံးမင်္ဂလာပါအောင်ဟိန် channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ကျမ်းမာတဲ့ကိုလေးချိန်တိုးတက်လာအောင်စားတင်တဲ့အစားအစာများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကိုလေးချိန်တိုးတက်ဖို့ကြိုးစားတာဟာဝိချသလိုပဲအရေးကြီးတဲ့ကျမ်းမာရေးခီးစဉ်တစ်ခုဖြစ်ပါတယ်ပေါင်မပြည့်တာဟာခလေးတွေမှာ ကြီးထွားဖွံ့ဖြိုးမှုကိုမမှန်မကန်ဖြစ်စေနိုင်သလိုဆယ်ကျော်သက်တွေနဲ့လူငယ်လူရွယ်တွေကိုပါထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ကိုယ်လေးချိန်ကိုဟန်ချက်ညီအောင်ထိမ့်သိမ့်ဖို့ရည်ကြည်ပါတယ်။လူများစုက weight တက်ချိန်လေးချိန်ကမလုပ်ပဲတွေးသမျှအစားအစာအားလုံးကိုစားရမယ်လို့မှားယွင်းစွာထင်မြင်နေကြပါတယ်။ဒါပေမဲ့ကျန်းမာတဲ့ကိုယ်လေးချိန်တိုးတက်အောင် လုပ်တာဒီလိုမဟုတ်ပါဘူး။အမှန်တကယ်ကိုယ်လေးချိန်တိုးအောင်လုပ်တာဟာအာဟာရလေးချိန်ကနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတွေကိုထန်ချက်ညီညီပေါင်းစပ်ထားတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ကိုယ်လေးချိန်တက်ဖို့လိုအပ်သူတွေရှိပါတယ်။ပိန်လုံးသူတွေအတွက်စိုးရိမ်စရာဖြစ်လာတယ်။ ထို့သဖြင့်ကလေးတွေမှာကြီးထွားဖွံ့ဖြိုးမှုမမှန်တာဖြစ်စေနိုင်တယ်။ဆယ်ကျော်တက်တွေနဲ့လူငယ်တွေကိုလည်းထိခိုက်စေပါတယ်။ဒါကြောင့်ကိုယ်လေးချိန်မျှတအောင်ထားဖို့အရေးကြီးပါတယ်။တက်ကြီးရွယ်ဦးများကိုယ်လေးချိန်မတော်ဆကျသွားတဲ့တက်ကြီးရွယ်ဦးတွေဟာကျမ်းမာရေးထိန်းသိမ်းကိုကိုယ်လေးချိန်တက်ဖို့လိုပါတယ်။ဒါမှယောဂါတွေကိုခုခံနိုင်စွာတိုးလာတယ်။နာတာရှည်ယောဂါခံစားသူများကင်ဆာလို့နာတာရှည်ယောဂါခံစားသူတွေနဲ့အားနည်းသူတွေဟာ ကိုလေးချိန်ပြန်တဲ့ပုံရုံးကံတတ်တယ်။ကိုလေးချိန်နဲရင်ယောဂါပိုးဝင်နိုင်ခြင်းနဲ့ကုသမှုရလဒ်တွေကိုစိုးဝါးစေနိုင်ပါတယ်။ကိုလေးချိန်နွန်စွာနဲသူတွေအတွက်အထိကလိုအပ်ပါတယ်။ BMI Body Mass Index 78.5အောက်ရောက်ရင်ပိန်လွန်းတယ်လို့သတ်မှတ်ပါတယ်။အရေးအကြီးဆုံးကတော့မျှတတဲ့ကိုလေးချိန်ရဖို့ပါပဲ။ဒီလိုရစီဖို့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားသုံးပေးရပါမယ်။ကဲစလိုက်အောင် ံပါတ်1မပြောသည့်ဘာနာနာမပြောသည့်ကအကောင်းဆုံးယူချင်မှုတစ်ခုပါအာဟာရဓာတ်လည်းပြည့်ဝတယ်ကာဘိုဟိုက်ဒရိတ်နဲ့ကယ်လိုရီလည်းအများကြီးပါတယ်မနေ့စာစတင်ပုံငပြောသည့်ကိုစားပါတို့ဒါမှမဟုတ်ဒိန်ကျင်နဲ့လည်းတွဲတောက်လို့ရပါတယ်တနေ့ကိုနှလုံးကနေသုံးလုံးအထိစားသုံးဖို့အကြံပြုထားပါတယ်နံပါတ်1ဆန် rice ဆန်ကကာဘိုဟိုက်ဒရိတ်ကျော်ပါတယ်အကြောင်းမချွတ်ထားတဲ့လက်နဲ့ထောင်းထားတဲ့ ဆန်ချမ်းကပိုကောင်းတယ်။ဆန်ဖြူတဲ့ဟာရတပိုများလို့ပါ။ဆန်ချမ်းမှာအမြင်တတ်တဲ့ဟာရတမြင်မာတယ်။ဒီနေ့ကိုပဲဟင်းနဲ့တူနှစ်ခွက်စာပုံမှန်စားသုံးပါ။အမတ်တုံးအာလူးနဲ့ကစုံ potatoes and sweet potatoes အာလူးမှာကစီတတ်တဲ့ကာဘိုဟိုက်ဒရိုက်ကျွဲဝတယ်။ဒါတွေကအဆီတစ်ရှူ adipose tissue တိုးလာအောင်ကူညီပေးပါတယ်။မဟုတ်အဖြစ်ဒါမှမဟုတ်အစားအစာအဖြစ်ထည့်စားပါ ကစုံဦးကလည်းရမ်းကောင်းတဲ့ရွေးချယ်မှုပါပဲတနေ့ကိုအာလူနဲ့ကစုံဦး gram 100လောက်စားသုံးနိုင်ပါတယ်နံပါတ်၄ပဲမျိုးမျိုး chickpeas ပဲတွေမှာ protein ဓာတ်အများကြီးပါပါတယ်ဒါကခန္ဓာကိုယ်ကြီးထွားဖို့အတွက်အရန်အရေးကြီးပါတယ် protein ကကြွက်သားတု muscle mass ကိုတိုးစေတယ်ပဲပဲစီပဲနို့တွေစားတာဟာနှလုံးရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်၅နို့နဲ့ဒိန်ခဲ omega and pana ဒါတွေကနှုတ်ထွက်ပစ္စည်းတွေပါပရိုတိန်းနဲ့အဆီတက်မြင့်မားစွာပါဝင်ပါတယ်ကိုယ်လေးချိန်တက်ဖို့အတွက်အထောက်အကူပြုပါတယ်ညအိယာဝင်ဂန်နီးမှာနှုတ်အပြည့်တစ်ခွက်တောက်တာကအကောင်းဆုံးပါပဲကျန်းမာရေးကောင်းစေပြီးနှစ်နှစ်ချာချာအိပ်ပျော်စေပါတယ်နံပါတ်6တိုဖူးနဲ့ပက်ပီဆတ်ထွက်ကုန်တိုဖူး and soy product ဒါတွေကပရိုတိန်းရဲ့အကောင်းဆုံးရင်းမြစ်တွေပါအမြင်တက်လဲပါဝင်တာကြောင့် စီးယိုနဲ့သွေးတို့ကိုလည်းထိ ंछ ုပ်ပေးနိုင်တယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုလေးချိန်တက်ဖို့အချိန်မရွေးစားသုံးနိုင်အောင်ဤဖို့ကြောင့်မှထည့်ထားသင့်ပါတယ်။ဘာတွေလှုပ်ဆောင်သင့်လဲ။နံပါတ်၁လက်ကျင်ခန်းလှုပ်ပါ။ကိုလေးချိန်တက်ချင်သူတွေကလက်ကျင်ခန်းကိုရှောင်တက်ကြ။ပိုပိန်သွားမှာကိုစွရင်လိုပါ။ဒါပေမဲ့စနစ်ကျစားသုံးတာနဲ့အကောင်းဆုံးလက်ကျင်ခန်းလှုပ်တာကသာကျန်းမာတဲ့ကိုလေးချိန်တက်ဖို့ကူညီပေးနိုင်ပါတယ်။နေ့တိုင်းလမ်းလျှောက်တာက ကိုလေးချိန်ကိုထိမ့်သိမ့်နိုင်ပါတယ်ကြွက်သားတိဆောက်ရမှာလည်းအထောက်အကူပြုပါတယ်စပိန်စီးတာရေကူးတာလိုမျိုးလုံဆောင်မှုတွေကလည်းအကျိုးရှိပါတယ်နံပါတ်၄စိတ်ကိုပျော်ရွှင်အောင်ထားပါစိတ်ဖိစီးမှုရှိလာရင်ဘာစားစားအကူအညီမဖြစ်ဘူးစိတ်ကိုအမြဲတမ်းစိတ်အားထက်သန်ရှင်လန်းပြီးပျော်ရွှင်အောင်ထားပါသင်လုံးသမျှအရာရာကိုပျော်ပျော်ရွှင်ရွှင်လုပ်ပါဒါကအများကြီးကူညီပေးပါလိမ့်မယ်ဆုံးဖြတ်ချက်ခိုင်မာမှုကပထမဆုံးလိုအပ်ချက်ပါ ။တင်ကိုယ်တိုင်တာဝန်ယူပြီးလှုပ်ဆောင်ပါပြီးပြည့်စုံတဲ့ကိုယ်လေးခြင်းကိုရရှိနိုင်ပါပါ။လက်ကျင်ကနဲ့ကိုယ်လေးခြင်းတိုးခြင်းဆက်ဆက်ဖို့လက်ကျင်ကလှုပ်တာဟာကိုယ်လေးခြင်းတက်ဖို့အရေးပါတဲ့အစိတ်ပိုင်းမှာကိုယ်လေးခြင်းတက်ခြင်းသူတွေကပို့ပြီးပိန်သွားမှဆိုးလို့လက်ကျင်ကကိုရှောင်တတ်ကြတယ်။စနစ်ကြစားသုံးတာနဲ့အကောင်းဆုံးလက်ကျင်ကလှုပ်တာကသာကျမရင်းနဲ့ညီညွတ်တဲ့ကိုလေးချင်းရအောင်ကူညီပေးပါတယ်ဆက်ဆက်မှုကတော့နံပါတ်1ကြွက်သားတိဆောက်ခြင်း muscle building လက်ကျင်ခံလုပ်တာကကြွက်သားထုတိဆောက်ဖို့အထောက်အကူပြုပါတယ်။လမ်းလျှောက်တာယောဂကျင့်စဉ်တွေ လုပ်တာကကြွက်သားတိဆောက်ပေးပါတယ်။ကျန်းမာတဲ့ကိုယ်လေးချိန်တက်တယ်ဆိုတာအစီတက်တဲ့တက်တာမဟုတ်ပဲကြွက်သားထုတိုးတာကိုဆိုလိုတာပါ။ပရိုတင်းဓာတ်ကလည်းကြွက်သားထုတိုးအောင်ညှင့်တင်ပေးပါတယ်။နံပါတ်2အစီလောင်ကျွမ်းခြင်း burning fat ကြွက်သားထုတိုးလာခြင်းကခန္ဓာကိုယ်ကိုအစီလောင်ကျွမ်းဖို့ကူညီပေးပါတယ်။ ဒီတော့ကိုလေးချိန်ကမျှတပြီးကျမ်းမာတဲ့အခြေအနေကိုရောက်လာပါတယ်။ဘာတွေလုပ်တင်လဲ။နေ့တိုင်းလမ်းလျှောက်တာက ကိုလေးချိန်ကိုထိမ့်သိမ့်ပြီးကြွက်သားဓုတွေကိုတိဆောက်ပေးပါတယ်။စပိန်စီတာရေကူတာမျိုးလှုပ်ဆောင်တာကလည်းအကျိုးရှိပါတယ်။ဒီလိုလေ့ကျင့်ခန်းကိုစနစ်ကျလှုပ်ဆောင်တာဟာကိုလေးချိန်ကနေလွန်တာတောင်းမှုများလွန်တာမဖြစ်စေပဲပြီးပြည့်စုံတဲ့ကျမ်းမာတဲ့ကိုလေးချိန်ကိုရရှိစေမှာပါ။ဒီကုန်းချုပ်ပြောရရင် ျမ်းမာစွာကိုလေးချိန်တိုးတက်တာဟာပေါင်ချိန်ဆက်ပေါ်ကခဏန်းတစ်ခုတည်းအတွက်မဟုတ်ပါဘူးဒါဟာအာဟာရပြည့်ဝတဲ့အစားအစာကြွက်သားတိဆောက်ပေးတဲ့လေ့ကျင့်ကနဲ့စိတ်ပိုင်းဆိုင်ရာကောင်းမွန်မှုတို့ကိုပေါင်းဆက်ထားတဲ့ဗက်ဆုံကြတဲ့ချင်းကပ်မှုတစ်ခုဖြစ်ပါတယ်အောင်မြင်မှုအတွက်လိုအပ်တဲ့အရာဟာစိတ်ပိုင်းဖြတ်မှုသာဖြစ်ပါတယ်ဒါကြောင့်သင်ရဲ့ကျမ်းမာရေးကိုသင်ကိုယ်တိုင်တာဝန်ယူလိုက်ပါကိုလေးချိန်ခဏန်းတစ်ခုဒီကိုသာအာယုံဆိုင်နေတာကိုရပ်တန့်ပြီးသင်ခန္ဓာကိုယ်ရဲ့ကျမ်းမာပျော်ရွှင်မှုကိုဗက်ဆုံ ထောက်ဆောင်မှပြုစုပြောထောင်မှုတင့်မှအတင့်ဖြစ်နေပြီလားလို့ကိုယ့်အကိုမိကုံထုတ်လိုက်ပါကိုယ်လေးချိန်တက်ဖို့အရေးကြီးဆုံးလိုအပ်ချက်ကတော့ဆုံးဖြတ်ချက်ခိုင်မာမှု determination ပါပဲတင်ကိုယ်တိုင်တာဝန်ယူပြီးလုပ်ဆောင်ရပါမယ် အစအဆုံးချီးမွားပေးပြီးကျေးဇူးတင်ပါတယ်နောက်နောက်တော့ဘယ်လိုကြည့်ရှုနိုင်လို့ subscribe ကိုချိန်ချိန်ပေးထားပါလို့တရားရပါတယ် like နဲ့ share လုပ်နဲ့သိသိသိကျင်းပါတယ်လူစားအားလုံးတွက်လက်လက်ပြုနေတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့တောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် happy great day